ွေဦးနရတင်ကိုနားဆင်အားပေးနေကြတဲ့တောတာရှင်များအားလုံးမင်္ဂလာပေါင်းနှင့်ပြည့်စုံကစိတ်ရောကိုယ်ပါစမ်းမလန်းချကြပါစေခဗျာ။ယခုဖတ်ပြပေးမှာကတော့ဆရာမင်းလူရဲ့အစေးချစ်သူဆိုတဲ့အစာအုပ်ထဲကရှာနစ်စေးဆိုတဲ့အစေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်အားပေးကြပါအောင်ခဗျာ။ ဆေးဆိုလျင်ရတာစိုးတည်တာများ၏ပိုး၍အစွမ်းထက်လေပိုး၍ခါးသေးလေပင်ဤသဘောတရားကတဘာဝကြလေသည်ဆေးဤရည်ရချက်မှာယောဂပိုးတို့ကိုတိုက်ဖြတ်တက်ဖြတ်ရန်ဖြစ်သည်ယောဂပိုးမွားဆိုဒီမှာလဲသွေးနှစ်ကိုသားနှစ်ကိုထုံမြင်သောရတာကိုခြိုက်နှစ်တက်ပြီးခါးတိမှုကိုကြောက်လန့်ပေးလိမ့်မည်ခါးတိခြင်းသည်ပိုးဤရန်သူလူဤမိတ်ဆွေဟုပင် ဆိုကြပါစို့ငငယ်ကနေမကောင်းဖြစ်လျင်ငန်းစင်းခါခါချင်းနဲ့ခုံးရက်ပြုတ်ပြီးပူပူဆက်ဆက်ကြီးကိုချိတ်မိ၍မျိုးခဲ့ရသည်တခါတရံကာပြားဆရာဝန်ကြီးဒေါက်တာဘာတာချာချီစီတွားရ၏သူကိုယ်တိုင်ဖော်ဆက်ထားသောဆေးရည်များကို ပေးတတ်သည်ဆင်းငါးခွက်ပေးလျင်သုံးခွက်လောက်သာဝမ်းတရောက်သည်နှစ်ခွက်ကအန်ထွက်ကုန်သောကြောင့်ဖြစ်၏လူကြီးတွေကဆေးပတ်မပြည့်မီဆိုသောကြောင့်ဆရာဝန်ကြီးစီတွားပြီး ဈေးထက်တောင်းသည်သူကရေ၍ဈေးထက်ပေးစရာမလိုစာကလေးကအန်ထမ်းမြီဈေးတွေအတွက်ပါခံမှန်း၍ကျွန်ုပ်ပူပူတတာထဲပေးလိုက်ပါသည်တဲ့ဈေးတစ်ခါတောက်ဖို့အတွက်လက်တွေခြေပြီးချုပ်တိလူကချုပ်နှာခေါင်းပိတ်သူကပိတ်ဈေးစုံကင်သူကကင်အရက်ကူပါလူပိုင်းပါငငယ်ကတောက်ခဲ့ရသည့်စေကားကြီးများ၏အရသာဇိုးကိုတော့တတော်မှမမေ့ရှာပေါ်မှာတတလုံးစွန်းနေသည်ဟုထင်သည် တိုင်းရင်းစင်းများသည်အတိအရွတ်အပွင့်အခေါက်အမြက်ပြင်းဆန်၅ပါးကိုအမှုပြု၍လကောင်းသုံးခွက်တစ်ခွက်တင်ကြို၍လကောင်းအသုံးပြုနေကြတော့မင်ဖြစ်၏အနောက်တိုင်းစီဝါထုတ်လုပ်မှုဤပညာကများစွာတိုးတက်လာပြီဆာဖာကွေနိုင်စသည်လို့ကိုဆရာဝန်ကိုယ်တိုင်အချိုးအစားအတိုင်းရောနှောပေါ်ဆက်နေစရာမလိုတော့ပြီ အစင်သည့်အသုံးပြုနိုင်အောင်ထုတ်လုပ်လာကြသည်မျိုးချရလွေအောင် အခဲလုပ်လာကြသည်အချို့စင်းများကိုတကြားအုပ်ထားသည် ကပ်ဆူးခေါ်ပလတ်စတစ်ထုတ်ကလေးတွေနဲ့သွတ်သွင်းလာကြသည်ဆေးကိုဝင်ကျင်းနိုင်သမျှကျင်းအောင် အနှစ်ထုတ်၍ချုံနိုင်လာကြသည် အမြင်လှအောင်ဆေးရောင်အမျိုးမျိုး ခြေတထားသည်တောက်ချင်စပွဲမြည်သူဖြစ်စေဆေးဤမူလအာနိသင်ကတော့ခါးသီးခြင်းပင်ဖြစ်နေတော့ကလေးများအတွက်အားစီရည်များချောင်းဆိုးပြောက်ဆေးရည်များကိုအပွင့်မဆိုးအောင်စီမံနိုင်လာကြ၏တို့ရတွင် ကလေးများဖြားနာလျင်မူလူကြီးများအတွက်ပြုလုပ်ထားသောစေးများကိုပင် လေးပုံတစ်ပုံသုံးပုံတစ်ပုံ ခွဲ၍တိုက်နေကြရ၏လာသားအရွယ်အခါလေသားအရွယ်ကလေးများသည်စေးကဲစေးတောင်များကိုမျိုးချနိုင်ကြသေးသည်မဟုတ် ထို့ကြောင့်စေးကဲကိုချိတ်စေးတောင်ထဲမှစေးမုတ်ကိုထုတ်၍ရင်းနှင့်ဖျော်ပြီးတိုက်ရသည်စေးတွေကအကြီးအကျယ်အစွမ်းထက်လာသည်နှင့်အမျှခါတိမှုကလည်းကန်းကုံအောင်ပင်ကိုယ်တိုင်မျိုးချရရှာသော ခလေးဤရှာမပြောနှင့်ဆေးဖြော်သောလူကြီးဤလက်မှာပင် အခါတက်ကနိုင်ပေါင်းများစွာကြာအောင်စွဲနေတတ်သည် ထိုအခါခလေးကိုဆေးတစ်ခါတိုက်လျင်ခြေချုပ်လက်ချုပ်နှကောင်းပိတ်ဒုံရင်အတိုင်းချေရပြန်လေ၏ခလေးနေမကောင်းဖြစ်မည်ကို အလွန်ကြောက်သည်ခလေးဤတမ်းမာရေးအတွက်စိုးရိမ်မှုပါသလိုဆေးတိုက်ရမည်ကိုဝင်လေးသောကြောင့်လည်းဖြစ်သည်ပထမဆုံးအချိန်ဖျားစဉ်က အဦးဆုံးသောဆေးတစ်ခွက်ကိုလွယ်လွယ်ကူကူတိုက်လို့ရခဲ့သည်ခလေးကဆေးစုသည်ကို မကြုံဘူးသည်ဆေးသွင်းကိုပဇနာတိပြီးသောအခါပဇက်ကိုဟာပေး၏ပထမဆုံးသောအတွေ့အကြုံကိုဘူးမသိဘာမသိနှင့် ကြိတ်မိမျိုးချရှာ၏နောက်တစ်ခါကျမရတော့ကြီးဆေးသွင်းကိုမြင်သည်နှင့်နှာခမ်းကိုတင်းတင်းဆေးထားသည်မျက်နှာကိုတစ်ဖက်သို့လွှဲထားသည် ရုံးကန်အော်ဟစ်သည်မတက်နိုင်ရှေးယူနီအတိုင်းချုပ်ကင်နှာခေါင်းပိတ်ပြီး တက်ရတော့သည် စေဝင်သွားပြီးနောက်ကလေးမျက်နှာသည် ရှုံ့မဲ့နေတော်တော်နဲ့မငုံနိုင်ရှာငယ်စဉ်ကတောက်ခဲ့ရသောစေကားကြီးများ၏အရာတာကိုမှတ်မိနေသောကြောင့်ကလေးကိုစားပြုတ်လာလေ၏ ြစ်လို့ရဖြစ်စီရောနောက်တစ်ခါဒီဆေးတွေကို မတိုက်ပြော့ဟုပင် ဆုံးဖြတ်ချင်လာသည်ခလေးသည် နေကောင်းသွားသည့်တိုင်အောင်ဆေးတွေကရှားပေါ်မှာဆွဲနေတုံးဖြစ်၍နို့တော်ကောင်းကောင်းမဆိုးနိုင်ရှာဇုံးကိုမြင်တိုင်းမျက်စိမျက်နှာပြက်ပြီးကြောက်လန့်နေရှာသည်ကရင်ကောင်းသွားသည့်တိုင် အစားအသောက်ကိုဇုံးနဲ့ကျွေးလျင်မစားတော့ခလေးသည်ဇုံးကိုမုံသွားလေပြီရောဂါကြောင့်ခံစားရသည့်ဝေဒနာထက် စေးတောင်းရသည့်ဒုက္ခက ပို၍ကြီးမားလည်သလားမသိကလေးသည်မနက်ခင်းကကိုပူမှုမှုရှိသည်အုပ်စေးကလေးအုပ်ပြီးနွေးနွေးထွေးထွေးထားတော်လည်းမရညနေဆောင်တွင်နာစေးချောင်းဆိုးပါ ဖြစ်လာ၏ရင်လင်းချက်ချင်လာသည်စေးကန်းတော်ပြရ၏ဆရာဝန်ကစမ်းတက်ပြီးပါရာစီတမွန်နှင့်အမ်ပီဆလင်တက်ရမည်ဟုဆိုသည်စိတ်မကြည်မသာဖြစ်ရသည်ပါရာစီတမောသည်လည်း ခါတက်တက်ရတာရှိ၏ထို့ထက်ဆိုးစီကအံပေစလင်စေးတောင်ထဲမှာပါသောဆင်းမှုများသည်ခါလန်နေုံမျှမက အနံ့ကလည်းကြောင်သေးစော်နံသည်ထိုဆင်းတွေကိုချိန်ပြီးအေးဖြော်တိုက်ဖို့ဆိုသည်မှာစိတ်ကူးယုံနှင့်ပင် အော်ဂလီဆန်လာ၏ထိုအကြောင်းကိုညီးမိသဖြင့်ဆရာဝန်ကအကြံဉာဏ်တစ်ခုပေးသည် ခလီများအတွက်အထူးစပယ်ရှယ်ထုတ်လုပ်ထားသော အလားတူဆေးများရှိပါသည်ဈေးတော်နည်းနည်းကြီးသည် စီးနှမျိုးအတွက်ကြာတင်ငွေမှာဝိတုတို့တပုတ်ဆောင်မူကားလောက်ရှိသည်မတတ်နိုင် ခလေးအတွက်မို့စွန့်မိတ်ပြီးဝဲလိုက်ရသည်စာဗီဂျက်စစ်ကတကြားရေရောထားပြီးသားအမ်ပီလင်းဆိုသောဆေးကတော့အမှုရေချမ်းအင်းနဲ့ဖြောရသည်စီးနှမျိုးကိုရောလိုက်သောအခါပန်းနုရောင်ခပ်ပြပြဆေးရည်ကိုရသည်အနံ့ကတင်းတင်းကလေးနှင်းရည်လိုအနံ့မျိုးအရသာကချုံမြမြ အရေးပြောင်းနေသောရေကန်းဘုံနှင့်ခွဲမရအောင်တူသည်။နည်းနည်းမြည်ကြည့်ပြီး ခလေးတော်မှပြန်ဖြည့်ချင်စိတ်ပေါက်သွား၏။ခလေးကိုဆေးတိုက်ဖို့ပြင်သည်။ဆေးစုံးကို မြင်သောအခါ ခလေးကငင်းဆန်ရန်ဟန်ပြင်သည်။စုံးကိုမျိုးလုံးရဲကြီးများဖြင့်တနာစပွဲကြည့်နေသည်။သူ့အမိကမကားပါဘူးသမီးရဲ့ထူးထူးကလေးပါဟု ပြောပြီး ရှာပေါ်သူတို့တင်ပြီးရက်ပြသည်။ခလေးကဇဝေဇဝါဖြစ်သွား၏။ ငင်းလည်းမထူဘူးစို့အတင်းချုပ်ပြီးတက်ကြမှာပဲဟု အားလျှော့လိုက်ဟန်သူသည်ပါဇက်ဟပီဤပါဇက်တင်းဆေးဝင်သွားသောအခါမျက်နာကိုရှုံ့မဲ့မိပြူပြီးမှတန့်သွားဤကြည်လင်ဝင်းပါလာလေထို့နောက်ရှည်သွန်းကလေးတွေပေါ်အောင်ပြုံးရယ်ပြလေဤဇီးကြီးပေးဝဲရချိုးနှစ်ပါပေသည်တန်သည်စေးတက်ရသည့်ဒုက္ခစေးတောက်ရသည့်ဒုက္ခကကင်းလွတ်ပြီ ဆေးပလင်းကိုသိမ့်မိပြီသောအခါခလေးကငိုလီတော့သည် ပလင်းကိုလက်ညှိုးထိုးပြီးပါဇက်ကတပြက်ပြက်လှုပ်ပြသည်ခလေးကဆေးကိုထတ်တောင်းနေပါပြီခေါမတည့်သောအစားအစာတစ်ခုကိုခလေးမစားစေလို့လင်အဲ့ဒါမုံမဟုတ်ဘူးကွဆေးတွေဟုသူကြီးတွေကညာပြောလေရှိသည်ခုတော့အဲ့ဒါမုံမဟုတ်ဘူးသမီးဆေးဆေးဟု အမှန်တိုင်းပြောတော်လဲခလေးကမယုံတော့ကြည် Cherry Magazine ซอน1985အခုဖတ်ပြပေးကြတာကတော့ဆ ਿਆ မင်းလူရဲ့အစေးချစ်သူဆိုတဲ့စာအုပ်ထဲကရှာနှစ်စေးဆိုတဲ့အစေးပဲဖြစ်ပါတယ်ခင်ဗျာ။ ယခုဖတ်ပြပေးမှာကတော့ဆရာမင်းလူရဲ့ကျွန်တော်နဲ့တရားဝါတစ်ခုဆိုတဲ့အစေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်အားပေးကြပါဦးခင်ဗျာ။ကျွန်တော်နဲ့တရားဝါတစ်ခုညမှုညလူတခိုးများပူတဲ့ဖြစ်နုံနုံကြကြအဲ့ရသည်တို့တိုင်အောင်အိပ်ပြီးဆိုမှတော့ပျော်သွားလိကြီးပင်ဖြစ်သည်။တင်းင်းတို့ဒီအချိန်ကြမှာသာနားဆွနိုင်သည် ကုတလုံရက်ကွက်ထဲမှာဟိုအိမ်ဒီအိမ်တို့မှစင်တကြူမိသွားကြောင်းလူကကြောင်းစသည်တို့ကြားနေရသည်ကို့အိမ်မှာခိုးစရာပစ္စည်းကြီးကြီးကျယ်ကျယ်ရှိတယ်တော့မဟုတ်ချေတို့ရတွင်စင်ရသားနှင့်လူလက်တန်းစားကားပြားတို့များသောရက်ကွက်တွင်လူတက်တန်းစားအစစ်ဖြစ်သောကျွန်တော်တို့အိမ်ကိုမျက်စိကြာကောင်းကြားနိုင်သည်ဟု တွေ့ရသည်ပစိုးတထဲထမိန်တခွင်စင်တကြူမိသွားလေနေတာမဟုတ်တညတ၌တရင်နူးနေတော့ အိမ်နောက်ဘေးဘက်မှာအတန်တန်ကြားရသည်ထရန်ကိုတစုံတစ်ခုနှင့်ချစ်တယ်လို့လို့တစ်သားကိုလီးဖြတ်နေတယ်လို့လို့တတောက်တောက်တကြီးကြီးအတန်ကရင်ပေါ်မှာအตาလျှောဆင်းသည်နေရမှာကတ်တောင်ထားသောပြင်းကြိုးသားထုတ်ကိုယူသည်မိဖို့ဘတ်သို့ခြေတံမချအောင်သွားသည်သွားရင်ကတခုစဉ်းစားမိ၏တခုကိုတွေ့ပြီဆိုရင်တုံးနှစ်ရရတော်မည် အတော်တဆလက်လွန်သွားနိုင်သည်နောက်တစ်ခုကသခိုးဆိုသည်မှာမှောင်နှဲ၌မျက်စိချင်းသာရပြီးသားကိုကမမြင်မီသူကကိုယ့်ကိုအရင်မြင်နိုင်သည်ဒါဆို သူကအရင်ဥအောင်လှုပ်ထဲလိုက်လျင်ခြေလန်းတုံသွားသည်အကြံတစ်ခုရသည်မိခလုတ်ကိုထွင်လိုက်သည်လူနိုးလာပြီဟုတတိပေးလိုက်ခြင်းဖြစ်သည်သခိုးကသူ့ဘာသာသူ ပြန်လှစ်ပြေးလိုက်မည် တည်ကြည်မြည်နေသောအတန်ရက်သွား၏ချောင်းတစ်ချက်ဟန့်လိုက်သည်အိမ်သာဘတ်သွားသည်ရေအိုးအဖုံးကိုအတန်မြေအောင်ဖြွင့်ပြီးရေတောက်သည်ပြီးမှမီးပြန်ပိတ်ပြီးအိတ်ခမ်းထဲပြန်ဝင်သည်မအိတ်သေးပဲနားဆွဲ့နေလိုက်သည်အတော်ကြာအောင်ငြိမ်သက်နေပြီထို့နောက်တည်ကြည်မြည်တမ်းပြန်ပေါ်လာပြန်လေကရင်ဘော်ကဆင်း ဒုက္ကိုပြန်ကိုင်းသည်ပြီးမှတွေးလိုက်မိ၏တခိုးဆိုရင်လူနိုးလီမှန်တိလျက်နဲ့နောက်တစ်ချိန်ထပ်ပြီးမိုက်မိုက်မဲမဲစွန်စားနေမဟုတ်ကျွန်တော်မီးပြန်ပေးလိုက်တာ10မိနစ်လောက်သာရှိသေးမည်တဆီတည်းရဲများလားဒါတော့ကျွန်တော်မယုံသို့ဆိုရင် တုတ်ကိုကိုင်းလျက်နောက်ဖေးဘက်အသာလျှောက်သွားသည်မီးလည်းမဖွင့်ခြေလန်းကိုလည်းဖော့နှင်းသည်မိဖို့ခန္ဓာရောက်လာသည်ကကြီးကြီးအတန်ကိုကြားရတော့နားကိုအစွမ်းကုန်ဆွင့်သည် အတန်လာရကိုမှန်းကြည့်သည်မိဖို့ချမ်းပြင်းစီမှမြည်နေသောအတန်ဖြတ်ခနဲမီးဖွင့်လိုက်သည်အတန်ရက်သွား၏၅မိနစ်လောက်နေနေလိုက်သည် ပြန်မြည်လာ၏ အတန်မြင်ရသည့်အကြောင်းရင်းကိုတော့ခံမှန်းလို့ရပြီ။ကျမ်းမြင်ကဆွေးနေသောနေရာတနေရာကိုချက်ဖောက်နေခြင်းဖြစ်မည်။ဘယ်နေရာဆိုတာကတော့အတိအကျမသိရဘူး။ဖောက်နေသောကြွက်ကလည်းနားလိုက်ဖောက်လိုက်လုံးနေသည်ဖြစ်အတန်ကပေါ်လာလိုက်ပျောက်သွားလိုက်အတန်မြင်နေသည်ဟုထင်ရသောနေရာကိုမှန်း၍ဒုံးနဲ့နှစ်ချက်သုံးချက်ရိုက်လိုက်သည်။တတဝငယ်တကောင် ထွက်ပြေးသွားသောအတန်ကိုကြားရသည်။ကျွန်တော်လည်း အိတ်ခန်းထဲပြန်ဝင်ပြီးအိတ်သည်နောက်တစ်ချိန်ညီတန်လလိုကြားရသောအချိန်တွင်ကျွန်တော်အိတ်တဝက်နိုးတဝက်ဖြစ်နေပြီးထားမကြည့်ပြတော့နောက်နေ့မနက်အိတ်ရမှနိုးသောအခါတွင်အတိအကျတည်ရသည်မိမကခေါ်ပြသည်မိဖို့ကျန်းပြင်မှာခြားထားသည့်ဆန်ချောက်ပြီးထည့်ထားသောအိတ်ကိုဆွဲဖယ်သည် ကျော့ကဆိုင်းအောက်တက်တဲ့ကကျန်းပြင်ကိုဖောက်ထားခြင်းဖြစ်သည် အပေါက်ကလက်ဖက်ရည်ပကံတလုံးစာလောက်ရှိသည်ဆိုင်းအိတ်ကိုလည်း အောက်ကလိုက်ပြီးဖောက်ဆန်းထားသဖြင့်ပေါက်ပြဲပြီးဆန်တွေထွက်ကြနေသည်အိတ်ကအစ်စ်ကြီးဟိုတနည်းကမှဝယ်ထားတာဟုမိမကနှမျောတမ်းဖြင့်ပြောသည်ပြီးတော့ဆန်ကသူတို့ယုံမှရသည့်ဆန်ကောင်းအမထဖြစ်သည်တမဝရမဆိုင်က ပြီးတော့ငစိန်ဆန်နှင့်ရောပြီးစားရသည် လူကောသာအစောကားခံခြင်းခံနိုင်မည်ဆန်ကိုယ်တော့အထိမခံနိုင်ဒီကြွဒုက္ခပေးနေတာကြပြီး စကားလေးထည့်ထားတဲ့ခရမ်းကျင်ကြီးတွေခြီသွားလိုက်အာလူးတွေစားသွားလိုက်နဲ့အုတ်ထားလည်းမရဘူးစကားပါဖောက်ပြီးနှိုက်တယ်ဟိုနည်းကလည်းထမင်းတစ်ထည့်ကြိုက်သွားပြီးပြီဟုဆက်ပြောသည်ကျွန်တော်သည်ထိုကြွက်ကိုတော်တော်စိတ်ဆိုးသွားလိမ့်ပြီအပြက်ရှင်းပြင်းပြီးဟုဆုံးဖြတ်လိုက်၏ထွတ်ထောင်ချောက်တစ်ခုဝယ်သည်နှောင်းအိမ်ပုံစံပြုလုပ်ထားသောထောင်ချောက်ဖြစ်သည်ဆပရိတ်နှင့်ဆွဲထားသောတကားကိုအစာချိတ်သည့်တန်ချိတ်နှင့်ချိတ်ထားရသည် ကျွက်ကအစာကိုဆွဲလျင် မောင်းပြုတ်ပြီးတကားပိတ်ထောင်ချောင်းလောက်ရင်လည်းပိတ်ပြီးသားဖြစ်သွားသည်စနစ်ကျွက်တို့သည်လာနေကြလမ်းကြောင်းအတိုင်းလာတတ်သည်ဟု ကြားဘူးသည် ထို့ကြောင့်မင်းညကဖောက်ထားသောချမ်းပေါအဝမှာထောင်ချောက်ကိုခြားထားသည်မြားစာဖြင့်အာလူးခတ်သေးသေးတလုံးကိုတန်ချိန်မှာချိတ်ထားလိုက်သည်ထူညကတော်တော်နှင့်အိတ်မပြောထောင်ချောက်မောင်းကြတဲ့ဂျင်းကနေကြားရမလားဟုနားစွင့်နေသောကြောင့်ဖြစ်သည် ညနေတီထိပါသန်းမှမကြားထုံညကတူမလာကြည်နောက်တနေ့ညတွင်အစာအသစ်လဲသည်ငချောက်သည်သည်တကောင်ချိတ်သည်ကျမ်းပေါက်ထဲသို့စံစီအနှဲငယ်ချသည် ထောင်ချောက်လောင်ရည်ထဲတွင်လည်း စံစီနည်းနည်းထည့်ပြီးလမ်းကြောင်းလိုပေးထားသည်။ကျွက်ကိုပိုပြီးမြှူသွင်းနိုင်စေရန်အထောက်မှဟင်းစီနည်းနည်းထုတ်ထားလိုက်သေးသည်။မိကနေအိပ်ပျော်သွားခြင်းတွင်ဂျိန်းကနေမိသန်းကြောင့်ထက်ကနေပြန်နိုးလာသည်။ကျွက်ဤအော်သံတကြွတူကိုလည်းကြားရသည်။ကျွက်မိနေပြီ။အိမ်ယာမှလူလဲထပြီးနောက်ဖေးဘက်သွားသည်။မီးဖွင့်လိုက်၏။မှန်သည်။ထောင်ချောက်ထဲမှမိနေပြီ။မြေကျွက်ကြီး အကောင့်တော်ကြီးသည် လောင်အိမ်နှင့်ပြည့်လို့နီးပါ သူအမီးကတော့လောင်အိမ်တကားနဲ့ညက်ပြီးအပြင်မှာတန်းလန်းထွက်နေသည်သူသည်တကြီးကြီးအော်ရင်ယုံကန်နေသည်အတော်တန်သည့်အကောင်သူယုံလိုက်တိုးလိုက်လျင်လောင်အိမ်ကတဝုံးမီပြီးလှုပ်ခါသွားတတ်သည် သူထံမှညှီဆုဆုအနံ့ရသည်ကျွန်တော်ဆက်ဆုပ်စွာနှာခေါင်းရှုံလိုက်၏ထိုစင်မှာပင် တစ်ချိန်လုံးကျွန်တော်မစင်းစားခဲ့မိသည့်အချက်တစ်ချက်ကိုတတိရလိုက်သည်ကြောက်ကိုတော့မိပြီဘာလို့မလဲတတ်ဖို့ပဲရှိသည်ဘလို့နင်းနဲ့တတ်မလဲတန်ကြုံတစ်ခုခုနဲ့ထိုးသက်တွေးတာတွေးသည်ကျွန်တော်ဒီလောက်ထိတော့လက်မရဲကြည်ပြီးတော့တစ်ချက်ထဲနဲ့မသေးပဲအော်နေလျင်ခတ်မိတခြားနည်းစဉ်းစားလောင်းရင်ကိုရေထဲနှက်ထားလျင် ရေမုံးပြီးတည်သွားလိမ့်မည်။သို့ရပင်ရက်ဆက်လွန်ရကြသည်။တခုတွေးမိပြန်သည်။လောင်အိမ်မှာတန်တန်းကလေးတွေပါသည်။ထိုတန်တန်းမှာဓာတ်ကြိုးစံတစ်ခုကို တွေ့ထားမည်။တန်တန်းကိုကြွတ်ထိမိသည့်အချိန်တွင်မိခလုတ်ဖွင့်ပြီးလျှက်စစ်တက်လွတ်လိုက်မည်။မဖြစ်သေး။တက်လိုက်ပြီးဆန့်ငင်ဆန့်ငင်ဖြစ်နေသည်ကိုကြည်ရဲမိမဟုတ် မချိမဆက်အော်သည့်အတန်ကိုလည်းမကြားကြ အညင်သာဆုံးအသက်ထွက်မည့်ဤကိုရှာကြည့်သည်။ဗာမီတွန်နှစ်ပြားလောက်အေးဖြော်ပြီးတိုက်လိုက်ရင်အိပ်ပျော်သွားလိမ့်မည်။ထိုအခါကျအမလောင်ရင်ထဲကထုတ်ပြီးဒုံးနှစ်ရိုက်တတ်ရင်ကိုဟုတ်တော့ဟုတ်ပါပြီ။ထိုဗာမီတွန်အေးကိုချက်ပဆက်သေးကိုဗန်နီးနဲ့လောင်းထည့်မလဲ။ပြီးတော့သွားတွေးမိတာတခုရှိသေးသည်။ဒီကြွက်မှာအပြစ်ရှိမရှိဆိုတာသူတပန်းပိုင်နက်ကို ဖောက်ထွင်းဝင်ရောက်ခြင်းမပြုရဆိုသော ဥပဒေကို သူနားမလဲသူတပိုင်းဤပစ္စည်းဥစ္စာကိုပန်းရှင်မသိအောင်ယုံငင်ခြင်းသည် ခိုးမှုမြောက်ကြောင်းသူမသိသူသိစီမှာသူ့အသက်ဆက်လက်ရှင်သန်နေဖို့အစာရှာရမည်အစာရှာရဖို့အတွက်မြေကြီးကိုတော်၎င်းကျန်းပြင်ကိုတော်၎င်းချင်းတော်စကားစသည်တို့ကို၎င်းဖောက်ချင်ဖောက်ရမည်ဒါကြွတ်တို့ဤသဘောတဘာဝပြီးတော့လေ ဥပဒေကိုတည်နာလေလျက်ခိုးမှုကိုကျွလွန်သောသူတို့ကိုပင်တည်တံပေးသည်ဟု၍မရှိကြကျွန်တော်သည် သူ့ကိုအခွင့်အရေးတစ်ခုပေးရန် ဆုံးဖြတ်လိုက်သည်ဆောင်းအင်ကိုဖွင့်ပေးမည်သူထွက်လာလျင်ဒုံနှင့်ရိုက်မည်ထိရင်လဲသည်မထိရင်လဲလွတ်ဒါတရားနှံ့တသည်ဟု တွက်သည်လောင်းအင်နားမှာဆောင်းကြောင့်ထိုင်ချလိုက်သည်ညာဘက်လက်ကဒုတ်ကိုအသင့်ကင်ထားသည်ဘယ်ဘက်လက်က လောင်ရင်တကားလက်ကင်ကိုကင်မီအပြုတ်ချွတ်သည် အမီးကိုတကားညက်သည့်တံကိုခန်းစားနေရပါလျက်လောင်ရင်ထဲမှာပိတ်မိပြီးချင်းအချက်ကျနေပါလျက်တန်ချိန်မှာချိတ်ထားသောငချောက်ကိုတဆိုင်မမတ်ဖိုက်ဖဲ့စားနေသည်ကို တွေ့လိုက်ရလေသည်ကျွန်တော်ဒီလက်ထဲကတုတ်ကို အလိုလိုလှုပ်ချလိုက်မိသည် ထို့နောက်လောင်ရင်တကားကိုဖြွင့်ပေးလိုက်သည်သူသည် အမိလွတ်လပ်သွားသောအခါအပေါဝဘတ်သို့ကိုကိုခဲရင်းစွာလှည့်သည်ချက်ချင်းမထွက်သေးခေါင်းတစ်ချမ်းကို အပြင်ကိုထုတ်ကြည့်သည်ကျွန်တော်ကလောင်အင်ကိုလှုပ်ပေးလိုက်သည်ထိုခါကြားမှဟွေးကနေနေအောင်တဟုန်တို့ထွက်ပြေးသွားလေသည်ကျွန်တော်ပြုံးမိသည်သူ့ကိုလှုပ်ပေးလိုက်သည့်အတွက်ကျွန်တော်ကုသရမည်လားမပြောတတ်ချေတပင်မဂဇင်းဒီဇင်ဘာ2021 1996ယခုဖတ်ပြပေးခဲ့တာကတော့ဆရာမင်းလူရဲ့အစေးချစ်သူဆိုတဲ့စာအုပ်ထဲကရှာနဲ့ဆေးဆိုတဲ့အစေးနဲ့ကျွန်တော်နဲ့တရဝါတစ်ခုဆိုတဲ့အစေးများကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့တောတာရှင်များအားလုံးစစ်အာဏာရှင်စနစ်ဆိုးအောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးရွှေရောင်နာခတ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။